ဒီပွဲဒီပွဲမှာအသေးဆုံးကဒီမှာလေးသေးဆုံးပဲကျွန်တဲ့ဒီသေးဆိုတာဒီမှာဘာမှမဟုတ်အမှားလေးများဆုံးတည်ပြီးတော့ဒီမှာအဲ့ဒီတက်မတော်ပုံကံတော်လိုက်မယ်ဆိုတဲ့ဒီမှာလေးငယ်ပြည့်ရတယ်ပုံကံဟုတ်တာကြိုးစားတာဘယ်နေနေမှသူခိုင်မှာရမှာတော့အခုတို့နေနေဒီမှာရှိတဲ့ပြည့်ရတယ်ဆိုတာလေနေသားပေသားအပိုင်းသားတတိလေးသားကြီးကတကယ်တမ်းတက်ကအရင်အားနဲ့ချိန်မှန်ခဏလေးနဲ့တောက်သွားမယ်ဟာချက်ပြတ်လို့ပြောမယ်ဟာလက်ရှိအဲ့ဒီဘုံကျဲဖြစ်နေမှာအခန်းကြီးဖြစ်တာအပေါ်ကနေကြာလာပြီးတော့ပွဲချတယ်ဟုတ်ပါတယ်နော်ကျွန်တော်ပြောတဲ့စကားကတော့နိုင်ရှိကြည့်အဲ့တော့ဒီပြောဆိုခဲရန်တိုက်ထားလို့ပွဲမယ်ဆိုရင် အောက်ကနေအပေါ်ပွင့်ထွက်ကြမယ်။ဘေးတွေပွင့်ထွက်ကြမယ်။ Hi Jeremy ဘာပီတူညီကိုမော်မမများအလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မေလ15ရက်နေ့ကျွန်တော်နေ့လယ်ပိုင်းဗီဒီယိုတပိုးအနေနဲ့ဒီနေ့ခေတ်မှာနောက်ဆုံးရှားတဲ့တလန်တရင်တို့တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်တို့စာဆောင်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တော်လေးတွေချစ်လိုက်ရအောင်နော်။ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ ပြခဲ့တဲ့ဒီဇင်ဘာလ၄နေ့ကနေပြီးတော့မှစတင်ခဲ့တဲ့ဘုံမျိုးတင်းတပွဲတွေမှာစကောက်စီတပ်ဖွဲ့ဝင်900ကျော်တေဆုံပျောက်ဆုံးမှုတွေရှိနေပြီးတော့မှခန့်စင်အားပြောလာတော့အမတ်23စစ်စေးကိုကဲမှုဌာနချုပ်စစ်စေးကိုကဲရေးမှုစကားခမှုဘုံမှုချုပ်တင်မလက်ကိုအရန်အားပေါ်လိုက်တယ်လို့သိရတာပဲဖြစ်ပါတယ်။ဘုံဝတိုက်ပွဲက95ရာခိုင်နှုန်း95ရာခိုင်နှုန်းအဲ့ဒီအနေထားအထိကြာရေကအသာစီးယူထားတဲ့စစ်တပ်ဘက်ကရရင်နဲ့ စစ်ကိုရင်ရပိုးနိုင်နေတာခန့်စစ်ရင်ရကြာရှည်စေတဲ့စကားခမှုကိုဖြိုပြီးတော့မှမူချို့တစ်တင်ထားတဲ့ဒူးစကားခမှုကခါလာရ40ခုခန့်စစ်ကြောင်းဥဆောင်နေတယ်ဆိုပြီးတော့မှစေးတရင်မျိုးကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်စကားခမှုနေရာကိုဘုံမူချို့အောင်နိုင်ဦးရောက်ရှိလာပြီးတော့မှဘုံမော်ခန့်စစ်ကိုအဓိကဥဆောင်နေပြီးတော့မှခွေရပိုင်းတွေမှာလွင်ရကိုလေးကြောင်းကနေပိုးနိုင်ဖို့ပြုလုပ်လာတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒီဘုံမျိုးတင်တဲ့ဖွဲ့ရဆိုတော့ အခုဆုံးပို့ပြီးတော့ပြင်ထန်လာတာဖြစ်ပြီးတော့မှ KA PDF နဲ့ Channel တော်လိုင်းပူအောင်တဖို့ဝင်နေတယ်ပြီးတော့မှအလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ဝိုင်းဝန်းပြီးတော့မှစ조사နေကြတာပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ဘုံမျိုးသိမ်းတဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှမကြခင်မှာတော့သတင်းကောင်းတွေကြားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ကချင်ပြည်နယ်မိုးအညင်းမြို့နယ်အင်ဒိုဂျီဒေတာကိုစစ်ကောင်စီရဲ့နေပြည်တော်မှာထိုးစစ်ဆင်လာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တပ်ဖွဲ့ဖြစ်ခဲ့ပြီးတော့မှစစ်ကောင်စီတပ်တေဆုံထိခိုက်မှုရှိခဲ့တယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာဖြစ်ပါတယ် စခါနဲ့ရှန်နီဘက်က73ရောက်သေးတယ်20ကျော်တန်ရရတယ်လို့ပြောတယ်စခန်းကိုငါတို့စွန့်ခွာပေးခြင်းတော့မရှိသေးဘူးဆိုပြီးတော့မှဈေးတရမီကလည်းပြောဆိုထားတာပဲဖြစ်ပါတယ် လည်းနခရရန်တင်ဆက်မိတဲ့တရင်တော့မရသေးဘူးတပွဲကတော့စစ်ဖြစ်ဦးမဲ့ထင်တယ်ဆိုပြီးတော့မှဆက်လက်ပြောဆိုထားတာဖြစ်ပြီးတော့မှကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းဆိုတော့ခုဆိုရင်ကချင်ပြည်နယ်မှာ GA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြားတပွဲကတော့တော်လေးကိုပြင်းထန်နေတာပဲဖြစ်ပါတယ်နေရာတိုင်းလိုလိုမှာဆိုရင်တော့စစ်ကောင်စီအနေနဲ့စစ်ကြောင်းထုံးမှုတွေနေမြေပြန်လည်စုမှုထင်းချုံနိုင်ဖို့စူးစမ်းနေတော့ပဲဖြစ်ပြီးတော့မှနောက်ကိုကျွန်တော် GA နဲ့ PDF ပုံတပ်ဖွဲ့ဝင်နဲ့ပြီးတော့မှဒီစစ်ကောင်စီတပ်ဖွဲ့တွေကိုပေါ့နော်ပြန်ပြီးတော့မှချိန်မုံတိုးတည်နေတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာကြီးဒေါက်တာဇော်ဝေဆိုးရနေပြီးတော့မှစစ်ကောင်စီရဲ့နောက်ကွယ်နေပြီးတော့မှအသက်သွင်းပေးနေတဲ့တရုတ်ရဲ့ဖိအားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီတော်လိုင်းအပေါ်မှာဘယ်လိုမျိုးတွေပြထမ်းလဲဆိုတော့ကျွန်တော်စာချေးလဲရအောင်နော်ဤသူတွေရောတော်လိုင်းရေးအင်အားစုတွေရောတော်လိုင်းရေးခေါင်းဆောင်တွေရောတိတ်ကိုနော်ဒါနဲ့ပတ်သက်ပြီးလိမ္မာပါနတ်နော်နားလို့အားလုံးအပေါင်းစုံကစဉ်းစားပြီးတောင်းပေါင်းစုံကစဉ်းစားပြီး စီမံခန့်ခွဲဆောင်ရွက်နေတဲ့နော်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတန်တရားမရှိပါဘူးလို့ပြောချင်နော်တန်တရားမရှိပါဘူးဒီနေ့ဒီတော်လှန်ရေးထဲမှာဘယ်တော်လှန်ရေးအဖွဲ့အစည်းကမှကျွန်တော်တို့ရဲ့တော်လှန်ရေးကိုတစ္ဆာဖောက်ပြီးခုနကပြောတဲ့တိုင်းတစ်ပါးရဲ့နော်ခုနအဲကြီးစိုးချယ်လှမှုခံယူပြီးတော့တစ္ဆာဖောက်သွားမယ်အဖွဲ့အစည်းအဖွဲ့မှမရှိဘူးလို့ကျွန်တော်တို့ယုံပါတယ်နော်တယောက်မှမရှိဘူး ပြည်သူကလည်းတစ္ဆာဖောက်မှာမဟုတ်ဘူးเนาะတူချင်းတယောက်ချင်းတစ်ဖွဲ့ချင်းကလည်းတစ္ဆာဖောက်မှာမဟုတ်ဘူးเนาะအားလုံးဟာယုံကြည်ချက်ခံယူချက်เนาะဒါမျိုးခုနကလိုတော်လှန်ရေးအတွက်အဲလောက်အားအင်အားစုစည်းမှုတွေနဲ့အခုလိုမျိုးအဲနိုင်ငံတကာနဲ့ပတ်သက်တဲ့အဲကိစ္စတွေကိုเนาะရေးခင်းနေလို့ကောင်းမွန်စွာအကျော်လွှားသွားနိုင်လိမ့်မယ်တော့တရုတ်နယ်ပတ်သက်တဲ့ဆက်ဆံရေးကိုလည်းကောင်းမွန်စွာတိုင်တွယ်ဖြည့်ရှင်းသွားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဒါညနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ပြည်သူမှပြည်သူက program ကနေတစင်ပေါ့နော်ပြည်သူတွေကိုပေးချင်တဲ့သတင်းစကားဆိုရင်ဘာများဖြစ်မလဲခင်ဗျအဲဒီ you know what I'm do ပေါ့နော်ပြည်တွင်းကိုရောက်လာတဲ့အခါကျတော့ကျွန်တော်ပြည်သူတွေနဲ့တွေ့ရတော့အဲပြည်သူတွေရဲ့လက်ရှိမြေပြင်အခြေအနေတွေကိုတွေ့ရတဲ့အခါကျတော့လည်းပို့ပြီးတော့နားလည်ရတယ်သိရှိရတယ်ပို့ပြီးခံစားရတယ်ပေါ့နော်ကျွန်တော်ခံစားမိမှာနောက်တစ်ခုကတော့အဲကျွန်တော်ဟိုတွေ့တဲ့အခါမှာသူတို့တွေအားရဝမ်းသာဖြစ်ကြတာပေါ့နော်အချို့ဆိုရင်အဲ လို့ပြောမလဲအဲ့ပြီးတော့တလဲတကင်းနဲ့နှုတ်ဆက်ကြတချို့ဆိုမျက်ရည်ကျကြပေါ့တင်ဆိုတဲ့အဲ့လို emotional ခံစားချက်တွေကိုတွေ့ရအဲ့ဓာရီဟာကျွန်တော်တို့အဲတော်လန်ကြီးအောင်မြင်စေမဲ့တွန်းအားတွေအားတွေဖြစ်စေတယ်လို့အဲကျွန်တော်မြင်တယ် အဲကျွန်တော်ကိုရိုင်းအတွက်လည်းပဲဆက်ပြီးတော့ဒီတော်လန်ရေးမှာအဆုံးထိပါဝင်ဖို့အတွက်ဖိုက်ပွဲဝင်ဖို့အတွက်အင်အားတွေဖြစ်စေတယ်လို့ယုံကြည်ပါတယ်လို့ပဲပြောချင်ပါတယ်အဲ့လောက်ပဲเนาะပြည်သူလူထုလည်းအားရှိတယ်ကျွန်တော်တို့လည်းအားရှိတယ်ကျွန်တော်ထင်တယ်အဲကျွန်တော်တို့ရဲ့ဒီမြေပြင်မှာတွေ့နေရတဲ့အဲခုနကခေါင်းဆောင်တွေတက်ရင်တက်ဖွဲ့တက်မှုတွေတော့ရဲဘော်တွေ CDN တွေအားလုံးကလည်းဝမ်ပန်းတသာကြိုဆိုကြတယ်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ရဲ့တော်လန်ရေးအောင်မြင်ဖို့အတွက်ကျွန်တော်တို့မြေပြင်မှာဆင်းပြီးတော့ခုလိုမျိုး မြေပြင်အခြေအနေတွေကိုတုံ့တက်နိုင်တယ်မြေပြင်အခြေအနေတွေကိုပေါင်းစည်းနိုင်တယ်မြေပြင်အခြေအနေတွေကိုဖြည့်ရှင်းနိုင်တယ်ကျော်လွှားနိုင်တယ်ဆိုတာဟာဒေါ်လာရေးအောင်မြင်ဖို့အတွက်ဒါခြိလှမ်းကောင်းနေဖြစ်တယ်လို့ကျွန်တော်ပြည်သူတွေကိုအသိပေးချင်ပါတယ်အားလုံးဒါတော့ဗောနာကျွန်တော်တို့ဒေါ်တာဇော်ဝေဆိုကနေပြီးတော့မှအခုစံတော့စစ်ကောင်စီရောနောက်ကွယ်ကနေပြီးတော့မှကြောထောင်းတော့ခံပေးနေတဲ့တရုတ်ပြည်ဂျန်တဲ့နိုင်ငံတွေကနေပြီးတော့မှဒီလိုမျိုး ပြီးသူတွေပေါ်မှာဆလေးရုံမဖို့ကြိုးစားနေတဲ့ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဒေါ်တာဇော်ဝေဆိုဆိုရင်မြေပြင်ရောက်ရှိလာတာဖြစ်ပြီးတော့မှဟုတ်ဆိုတော့ကျွန်တော်တို့တော်လိုက်တဖို့အနေနဲ့သူစစ်ကောင်စီတို့လန်းနေနေမှာတထဲဝင်နေပူပေါင်းပြီးတော့မှလုံးဆောင်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးသိရှိထားတဲ့အတိုင်းပဲဒီအပိုင်းမှာဆိုတော့စစ်ကောင်စီကနေပြီးတော့မှလေကြောင်းတိုက်ခတ်မှုတွေတရဇက်လောက်လာပြည်တဲ့နောက်ပိုင်းမှာပြည်သူများစွာဆိုရင်တော့ တည်ဆုံရှုံးမှုတွေများစွာကျွန်တော်တို့ကြုံတွေ့ခဲ့ရပဲဖြစ်ပါတယ်။ဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့နှိစက်ရတော်လန်ရေးကောင်းဆောင်တွေပြီးတော့မှတည်ဆိုင်ရပုံကိုဖွဲ့စည်းတွေပြီးကနေပြီးတော့မှအဲ့လိုမျိုးတက်ခိုက်မှုတွေအတွက်ပြန်ပြီးတော့မှဖြေရှာတင်နေပြီဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ထပ်ခါသလဲလဲကြားနေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ABS DF ဥက္ကဋ္ဌရေပေါ်တန်ခဲရနေပြီးတော့မှဒီတော်လန်ရေးတွေမှာတပ်ဖွဲ့တွေရဲ့ပေးဆောင်မှုခိုင်မာမှုယက်တီချက်တွေအကြောင်းကိုတုံးသက်ပြောဆိုထားရပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စစ်ပြေမှာချိလဲရအောင်နော်။ နံပါတ်1ပြောချင်တာကကျွန်တော်တို့ဒီအခွင့်အရေးရဲ့အဲနိုင်ငံရေးအဲစီရီတွေအဲလမ်းစဉ်အဲခိုင်နိုင်မှာအာချမှတ်နိုင်မှုကျွန်တော်တို့ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ဒီတိုက်ပွဲဟာကျွန်တော်တို့ခုနပြောတဲ့အဲရေရှည်ခီးကိုချိတက်ကြရမယ့်အခါမှာအာကျွန်တော်တို့အားလုံးဟာအာဒီပုံမှာအာအဲတလိတန်ရှိရှိအဲဒီအခိုင်မာအဲရက်တီအဲခဲကြရတဲ့အနေအထားရှိပါတယ်ဒေါ်လာရေးမှာခုနပြောတဲ့အခက်အခဲပေါင်းစုံဟောရှိခဲ့ပါတယ် ဲဒါကတူချင်းဆိုင်ရာအခက်အခဲတွေရှိတယ်မိသားစုဆိုင်ရာအခက်အခဲတွေရှိတယ်နောက်တနည်းအားဖြင့်ပြောရင်နိုင်ငံရေးဆိုင်ရာအကြက်တဲတွေလည်းကျွန်တော်ဟောရှိခဲ့တာတွေ့ခဲ့ရပါတယ်အဲဒီတော့ဒီထဲမှာကပြောချင်တာကအဲအဲဒီနေ့အချိန်ဒီမှာကျွန်တော်တို့35နှစ်ကျော်နှစ်ပေါင်း30ကျော်အတွင်းမှာအဖွဲ့အစည်းနဲ့အတူလိုက်ပါအာနိုင်ခဲ့ကြတဲ့အဲရဲဘော်ရဲမီပေါ့နော်အာမိသားစုနောက်ဆုံးကျွန်တော်တို့မိသားစုဝင်အဲကျွန်တော်တို့သားသမီးတွေအားစအဒီအလန်တော်အောက်မှာအာ အခက်အတူတူဖြတ်တန်းခဲ့ကြရတာပါအဲဒါပေမဲ့လည်းကျွန်တော်တို့ဒီရုပ်ပိုင်းစိတ်ပိုင်းဒါပေမဲ့ဘုရားမိသားစုအရေးအနာကအရေးကြီးအနေနဲ့အနေနဲ့ဆက်လက်လိုက်မပါနိုင်တော့တဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့နားလဲပါတယ်အဲဒါကြဲမှာပဲဒီဖွဲ့စည်းရာဆက်လက်တည်ရှိရမယ်ဆိုတဲ့အခိုင်အမာယုံကြည်ချက်ကလည်းတစ်ဖက်မှာရှိပါတယ်ဒီနှစ်ခုကိုထိန်းသိမ်းရတဲ့သဘောလို့ကျွန်တော်အဲဟိုဟိုကျွန်တော်မြင်တယ်အဲတနည်းနောက်တနည်းပြောရရင်တော့အာပုံမှန်လေးလေးပြောရရင်အာဒီနှစ်ပေါင်း၃၀ကျော်အတွင်းမှာကျွန်တော်တို့ခုပြောသလိုပြေးဆိုင်ရတဲ့အားကြလည်း ဲဒီရုပ်ပိုင်းစိတ်ပိုင်းဒီပြည့်စက်မှုတွေကအများကြီးပါပဲเนาะအသက်ကြီးပေးရတယ်နောက်တစ်ခါတော့ခန္ဓာကိုယ်ကြီးပေးရတယ်အဲဒီဟာဒီလဲကျွန်တော်ဒါရင်ဆိုင်ခဲ့ရတာပဲအဲနောက်တစ်ခါတော့ဆက်လက်လိုက်ပါလို့ချိန်ပြီးမဲ့ကျွန်တော်တို့ခုပြောသလိုဒီကျမ်းမာရေးရဓမ္မမုံရင်းလဲမိသားစုဘဝအခြေအနေရလိုက်ပါပါနိုင်တော့တဲ့အခြေအနေတွေလဲအများကြီးတွေ့ရတယ်နိုင်ငံရေးပေါ်မှာယုံကြည်တယ်ဒါပေမဲ့သူဦးချင်းပုံကိုကြီးနောက်တစ်ခါမိသားစုရေးရမလိုက်ပါနိုင်တာဒါဒီလဲကျွန်တော်တို့ရှိတယ်အဲသို့တော်လည်းပဲဒီဒီပထမအာပြောခဲ့သလိုအာ ဒီဆရာနာကျင်စတင်ဒေါ်လာရေးမှာလက်နက်ကင်အဲဒေါ်လာရေးကမလို့ဒီလိုအပ်တယ်ဆိုတော့ဂျုံကြီးရက်ကတော့ကျွန်တော်တို့ဒီအခိုင်အမာဆွဲကန်နိုင်ခဲ့တယ်လို့အဓိကအချက်လို့ကျွန်တော်ထင်တယ်အော်ဒီဖွဲ့စည်းကခုနပြောသလိုဒီခစ်တီထဲမှာကျွန်တော်တို့ဖြတ်တန်းတဲ့အခါမှာအဲလက်နက်ကင်ဒေါ်လာရေးကခင်မစားဘူးဆိုတဲ့အခြေအနေမျိုးတွေရှိတယ်ရှိခဲ့ဘူးဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့လိုအပ်တယ်ဒီအချိန်မှာအာဒီဒီဒီတိုင်းပြည်အတွက်ကခလာခုနပြောသလိုလက်နက်ကင်ဒေါ်လာရေးကအဲပေါ်ပူလာမဖြစ်ဘူးပေါ့ဗျာ ဒါတို့တော့လည်းပဲကျွန်တော်နိုင်ငံရေးအရာဒီအနာချင်းတော်လာမယ်ဆိုရင်ဒီလက်နက်တိုင်းတော်လာရေးကရှိကိုရှိရမယ်ဆိုတဲ့ယူဆချက်ကအာဒီဒီကျွန်တော်တို့ဒီဒီဒီရဲဘော်တွေမှာအာအာဆွဲမြဲနေတဲ့ဒီဒီယုံကြည်ချက်နောက်တစ်ချက်ကတော့ဘယ်လိုပြောမလဲဒီတိုင်းပြည်ပြဿနာကိုကျွန်တော်တို့ခုနကတော့အားလုံးနဲ့ဝိုင်းဖြေရှင်းရခုဒီမှာကျွန်တော်ကြားတဲ့အတိုင်းပဲပေါ့နော်ရဲဘော်တန်ခဲရနေပြီတော့မှကျွန်တော်ဘယ်တော်လိုင်းတက်ဖွဲ့မဆိုခုဆိုရင်ဒီတော်လိုင်းရဲ့အတွင်းမှာကိုပေးဆက်မှုများတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပြီတော့မှဖျားတွေကြားတဲ့ကနေပြီတော့မှ တော်လိုင်းမှာဆွဆွနေသွားဖို့လွမ်းနေပြီဆိုတဲ့ကြောင့်လဲတိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်ခက်ဆက်ဆက် စစ်ကောင်စီနဲ့ဒီဆရာနာရှင်လူသူစုတွေရဲ့စုမှုချက်လက်ချင်းကိုခံခဲ့ရတဲ့ပြပမာကျတို့ဒီ now generation တွေထိပေါ့နော်ဒီလိုမျိုးဆက်လက်မပြတော့မှဖြစ်နိုင်အောင်ကျတို့ဘက်ကနေပြမာအခုကတည်းကအမြင့်ဖြတ်တင်နေပြီဆိုတဲ့အကြောင်းလည်းကျတို့တော်လိုင်းပဲချမ်းရနေပြမာထပ်ခါသလဲလဲပြောချနေတာမို့လို့ကျတို့ဒီတိုက်ပွဲရဆိုရင်တော့ကျတို့ end game တစ်ပွဲလွတ်ဆောင်ရတော့မဲ့ချင်းပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ဘလော့ဘက်ဖိရပေးပြတော့မှပြီးသူတွေပေါ်မှာရစ်စစ်ချမ်းကြုံနေပါစေကျတို့တော်လိုင်းတပ်ဖို့ဝင်နေတဲ့ပြီးသူတွေဒါစီလုံးညင်ပြီးတော့မှ တက်ထိုးလဲမယ်ဆိုတော့ဗောနော်ဒီမိစ္ဆာတက်ကြီးကိုကျွန်တော်တို့နေဘလူးနီးနဲ့မဆိုဖြိုးချလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိရတဲ့ပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ CDM ကတိကဆီယမ်ကဒွေဒီယိုကနေပြီးတော့မှဘိုးမလိုပြီးပြပြောနေကြတဲ့အိုထင်းတွင်း your certain အကြောင်းဗောနော်ဘိုးမခွက်တဲ့ဖြစ်စရာဆိုတော့လက်နေတိုက်ကနေပြီးတော့မှ ပောက်ခွဲမှုဖြစ်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုတေချာလေးရှင်းပြထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်သူတို့ပြောတယ်ဘုံသာမှန်ရင်အောက်ကို တင်းကြီးတူးရမယ်တင်းကြီးအနှက်ကြီးရှိရမယ်လို့ပြောတော့ကလပ်စတာဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွားတာဟုတ်တယ်ရှေ့ကကျွန်မကြုံခဲ့ဘူးတဲ့ဒီတိုက်ခိုက်မှုတွေပေါ့နော်မျက်စိရှေ့မှာနေဒီဟာကြီးလည်းဘုံကလေးကျသွားတယ်ကျွန်မတို့လည်းမလှမ်းမကမ်းမှာကျကနန်ဖြစ်စင်မှာသူကလူခါလောက်ရှိတယ်ကျင်းနော်အနှက်ပေါ့အနှက်ခါလောက်ရှိတယ်ကျင်းမှာဘလောက်အကျယ်ပေါ့အကျယ်ကလည်းဆယ်ပြပတ်ချာလေးလောက်ရှိတယ်ကျင်းကြီးပေါ်လာတယ်အဲ့ဒီကျင်းကတော့ဒါတေချာပေါ့ဘုံချသွားတာကျွန်မတို့မျက်လုံးလေးလည်းမြင်နေဒီနားနယ်လည်းကြားတယ် ဖြစ်ဖြစ်ချင်းကျဲပြီးတော့စက္ကန့်ပိုင်းအတွင်းမှာလည်းအဲ့ဒီနောက်ရောက်သွားတယ်သိကြတယ်ဒါကတော့ဟုတ်ဒီဖြစ်စဉ်မှာတွေ့ရတဲ့ခါကျတော့ cluster ဘုံလို့ခေါ်မိဟာကလေးတွေကလည်းပြောတယ်ဘုံလေးကြတယ်နောက်တစ်ဆင့်ထပ်ခွေးပြီးဖလောဆိုပြီးတော့မှဘဒူအုံဒုံးတွေထိုးတယ်လို့ထွက်လာတာအဲ့ဒီဖလောကနေထွက်လို့လေနေရအနှံ့အပြားမှာအနက်6လက်မဒုံးမို့7လက်မလောက်ရှိမယ်အဝအကျေက7လက်မလောက်ရှိမယ်ကျင်းလေးရရှားချိနေတာအဲ့ဒီကျင်းလေးတွေကဘယ်ကဖြစ်လာတဲ့ကျင်းလေး ဒါမှမဟုတ်တို့ဘောကနေစက်တန်းနဲ့ပြတ်တာတို့တို့ပြောတယ်လို့ကျမတို့ဘက်ကဟိုလက်နဲ့ထုတ်လို့ပေါက်ကွဲတယ်ဆိုအဲ့ဒါတော့ဒီဖြတ်အားပြင်းတဲ့လက်နဲ့ကျမတို့မှထုတ်နေနိုင်မှာတော့တို့တို့လာပြစ်မှာပေါ့อืมဟုတ်တယ်နော်အားပြင်းတာမျိုးကျမတို့စီမရှိပါဘူးတို့တို့ကငလှင်ချောင်းဖို့လို့လာလှူဒန်းနဲ့အလှူမွေးတွေရလာတဲ့တို့နဲ့တကြိတ်ထဲတညံနဲ့ဖြစ်တဲ့နိုင်ငံကထောက်ပံ့တဲ့ငွေကြေးတွေနဲ့ပြည်သူတွေပေါ်မှာရရက်ဆက်ဆက်ဒီလိုမျိုးဖြတ်အားပြင်းတဲ့လက်နက်တွေကိုဖော်ချင်းတော်ချင်းတုံးပြီးတော့တိုက်ခိုက်နေနိုင်တာရှိ ကဲဒီမှာပေါ့နော်ကျွန်တော်တို့ CDM ခရီးကဆီယာမှာဒွေဒီယုံကနေပြီးတော့မှစစ်ကောင်စီရဲ့တိုက်ခိုက်မှုဟာဆိုရင်တော့ကျွန်တော်တို့ဒီ PDF တွေရဲ့လင်းနဲ့တွေပေါက်ကွယ်မှုကြောင့်မဟုတ်ဘဲနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ဆိုတဲ့သဘောမျိုးကိုတရားလေးကိုရှင်းပြသွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းကျော်ဆိုးဇော်ဘွေးနဲ့တစင်ဦးပေါက်ကွယ်တော်စားတဲ့ပေါ့နော်ဒီဘောမှာယူကွက်တွေကနေပြီးတော့မှကျွန်တော်တို့ PDF တွေကနေပြီးတော့မှ ဒီလိုမျိုးဖြစ်လာအောင်လှုပ်ချံဖတ်တည်ထားတယ်ဆိုတဲ့ပုံစံမျိုးတွေအထိအားချောင်ပြောဆိုနေတာကိုလည်းသိရတာဖြစ်ပြီးတော့မှနာဂိုမြင့်မြင့်တွေးခဲ့ရတဲ့ကျွန်တို့ဗီဒီယိုတွေဘက်ကနေပြီးတော့မှတေချာလေးပြန်ပြီးတော့မှရှင်းပြထားတာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်တို့ဘက်ကနေပြီးတော့မှအမြင်တွေဝေဝါးသွားချင်မှရှိပဲနဲ့တုံးနဲ့တူကြဖိမကူညီနဲ့ဒီတော်လိုင်းမှာထက်ထက်ဝင်ကိုယ့်ရဲ့ဘဝင်သူကိုတိုက်ထွေးရတော့မဲ့အချိန်ပဲဖြစ်ပါတယ်အားလုံးဝိုင်းဝန်းစူးစမ်းရတဲ့ဗီဒီယိုတွေဘက်ကနေပြီးတော့မှကျွန်တော်တို့အခုချိန်မှာတော့လွယ်စွမ်းအားတော့ ဒီလိုမျိုးစစ်ကောင်စီရဲ့ရုပ်မှမိုးတွေကနေပြီးတော့မှကြိုတင်ကာကွယ်မှုတွေပြီးတော့မှပါနော်အသိပညာပေးမှုတွေလည်းလှုပ်ဆောင်ဖို့တအားကိုလိုအပ်နေတာပဲဖြစ်ပါတယ်အညာရီတပ်မှကျွန်တို့တော်လန်တဘောစုတစ်ခုတည်ဆောက်ပြီးတော့မှစစ်ကောင်စီရဲ့ဒီလိုမျိုးရုပ်မှရဲစဲမှုတွေကိုအများဆုံးခြေဖြစ်နိုင်ဖို့စူးစမ်းဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းလည်းကျွန်တော်တို့နေကနေတက်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွက်ကကြော်မျိုးမင်းရနေပြီးတော့မှ PDF တွေအရဆိုရင်တိုင်းတလင်းတကန်တဖို့ဝင်နေရဲ့အတုံးချခံဆိုတဲ့ပုံစံမျိုးပါနော်ဘယ်လိုမျိုးအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင် ဗမာတို့ကလို့ကြောက်လို့ဒီကောင်တွေကအကယ်၍ဒီခုနှစ်ဘွဲ့ကတွေးဆုံပြီးတော့မတော်တဆများနောက်ထပ်စုပြီးအင်အားစုစည်းပြီးတော့ဖိုင်းတစ်ခုနဲ့တက်ပြီးထပ်ပြီးတော့တိုက်ကြအောင်မယ်ဆိုရင်တိုင်းသားတွေလည်းအများကြီးတင်တယ်ဗမာတို့လည်းအများကြီးတင်တယ်ပုံမှန်လည်းပြောရရင်တော့ဒီနိုင်ဒီချစ်ဒီနိုင်ငံမှာနေထိုင်တဲ့တိုင်းသားမျိုးကိုအားလုံးတည်ကြအောင်မယ်ဘာမှမရှိတဲ့ဘာမှမသိတဲ့အပြစ်မဲ့တဲ့ innocent people တွေကိုတည်အောင်ပါ innocent people တွေကိုတည်အောင်ပါအဲ့တော့အဲ့ဒီတည်ကြည်မှုမဖြစ်အောင်လို့ကျွန်တော်ဗမာတို့ကဥပြံပြန်ဥသေးချောက်ဥဆောင်ရမယ်။ညီရင်းဥဆောင်ပြီးတော့ဒီပြန်ပြီးတော့ကြက်ကြက်နဲ့ပြန်စုစည်းမှရမယ်။ အလောင်းမီဒီယာကြီးပြန်လုံးယုံထားတယ်ဆိုပြန်ထားမှရမယ်မဟုတ်ရင်ကျွန်တော်တို့ကြာရင်ဒုက္ခပါပဲဒါလေးကိုကျွန်တော်တို့ပြည်သူလူသိစေချင်တယ်ကျွန်တော်ဒီဘက်ခုနှစ်ဘက်ရဲ့ဒီပြုဆုံးကိုကျွန်တော်တိတ်တန်တဲ့ရများတယ်တန်တဲ့ရကြီးတယ်နော်မေးလာ6ရက်နေရတွေ့တယ်ဗျာအဲ့ဒါကိုလုံးဝမတရင်မထုတ်ဘူးဝါလည်းမလုပ်ဘဲဖွားမထုတ်ဘူးနော်ဘဲဖွားမထုတ်ဘဲနဲ့တို့ကရှင်းရှင်းပြောရင်တော့ချိန်ပြီးတော့လုပ်တယ်ပြီးတော့ခုချိန်ပြီးလို့မီဒီယာတွေကဝိုင်းပြီးမေးလည်းမဖြေတော့ဘူးတို့ရဲ့မီဒီယာတွေမေးတော့သူမဖြေဘူးတို့ဘာကြီးဆွေးနေကြတာလဲဆိုတော့မေးကုန်ပါတော့ဆိုတော့ပြောရရင်တို့တချို့သောစကလုံးကတော့သူတို့သုံးသက်ချက်ဒီမှာတော့ဒါတို့ကစီရဲနိုင်ငံရဲ့ပတ်သက်တာတွေလက်ရှိမာမိတ်တပ်ဖွဲ့ကြမှာနေမြင်းပေါ်တဲ့ကိစ္စတွေတို့ဆွေးနေတာဖြစ်မှာပါဆိုတော့မျိုးတို့ဆွေးနေတယ်ပြောရရင်တော့ဗျာ သူတို့ကသူတို့ရဲ့အတွင်းပြဿနာကိုဒီဗမာတို့ကိုတဲပြီးရန်ရှာလိုက်တာနဲ့အတွင်းပြဿနာအပြင်းပြဿနာတွေသွားတာ။ဒါသဘောပေါက်မှတင်တယ်။တချို့အတွင်းပြဿနာတွေကအတွင်းချိတ်ဖြစ်နေတဲ့ပြဿနာတွေကိုရှင်းဖို့အတွက်အပြင်းပြဿနာတစ်ခုဖန်တီးလိုက်ရင်သူကသူတို့ချင်းချင်းပုံဖြေရှင်းရမယ်ဆိုတာအတိဝင်သွားတဲ့ခါအပြင်းပြဿနာဖြစ်တဲ့ဘုံရန်သူလို့ခေါင်းစဉ်ဗမာတို့ကဘုံရန်သူလို့ခေါင်းစဉ်ချပြီးတော့ဖြေရှင်းဖို့ကြိုးစားရင်အဲ့ဒါရှင်းရှင်းမဲ့သူတို့ချင်းချင်းဖြစ်နေတဲ့ကိစ္စပြေးလေသွားအောင် အဲ့တော့ရှင်းရှင်းပြောရတော့တိုက်ပေးနေတာနော်ဒီကောင်ဂျာမား TNL နဲ့ KI ဂျာမားညှိရတယ်နော် TNL နဲ့ SSPB ညှိမယ် TNL နဲ့ဟိုဘာလဲ MND ညှိမယ် SSPB နဲ့ MND ညှိမယ် SSPB နဲ့ KI ညှိမယ် KI နဲ့ MND ညှိမယ်စသဖြင့်အဲ့လိုညှိပြီးပတ်လိုက်ရပြီးညှိပြီးဇာတ်လမ်းတွေကအဲ့ဇာတ်လမ်းတွေကပွင့်လည်းပြောရတယ်ဗမာဒုကြီးကိုပုံရံသူ့လိုတတ်မှတ်လိုက်တာ ਨੇ သွားတော့အဲ့ပြည်အဲ့ဒီဖြစ်နေတဲ့ပြဿနာပြည်လဲသွားပြီးတော့ဗမာဒုကပုံရံသူ့လိုပေါ့ဦးတိုက်ကြအောင်ဒီလိုပေါ့ပဲဆိုတော့ကျွန်တော်တို့အဲ့တော့ကျွန်တော်ဗမာဒုကိုနားလဲစေချင်တယ်နော်ပြည်ထဲညီငယ်ညီမတွေနားစေစေချင်တယ်ဘာလို့လဲဆိုတော့ဒီအောင်နေသူတို့ကိုသူတို့ကပြောနေကြရင်သူတို့တိတိကျကျခေါင်းအေးထားပြီးပြင်ဆင်လိုက် ဒီအခင်းချင်းကြီးမှာလူသေးကျေးမှုအသေးအသက်ပေးလိုက်ရတာအများဆုံးသူလို PDF တွေပဲဒီအခင်းချင်းမှာအသက်ပေးလိုက်ရတာအများဆုံး PDF တွေပဲအသက်ပေးလိုက်ရတာအများဆုံးဗမာတွေပဲဒီပွဲမှာဒီပွဲမှာအသေးဆုံးကဗမာတွေသေးဆုံးပဲကျွန်တဲ့သူတွေသေးတယ်ဆိုတာခင်ဗျားဘာမှမဟုတ်ဘူးဗမာတွေအများဆုံးသေးတယ်ပြီးတော့ဗမာအဲ့ဒီတက်မတော်ပုံကံတော်လိုက်မယ်ဆိုတဲ့ဗမာလူငယ် PDF တွေကပုံကံဟုတ်လားကြိုးစားတာဘယ်နေနေမှသူခိုင်မှရောက်တော့အခုတို့နေနေဒီမှာရှိတဲ့ PDF တွေဆိုတာလည်းနေသားပယ်သားအပိုင်းသားတိတိလေးသားရှိတာတကယ်တမ်းတက်ကအိုင်နဲ့အားနဲ့ချိန်မှုခဏလေးနဲ့တောက်သွားမယ်ဟာချက်ပြက်ကလေးပြောပြမယ်ဟာပုံလေးပြောတကယ်လို့ပြောပြောရဲသေးတယ်နော်ဘာမှလည်းတဲ့ရင်ဆိုင်မလိုက်နိုင်ဘူး တစ်ချောင်းဖို့ပြေးရောလမ်းမှာမိုင်းဆွဲကြည့်တယ်မိုင်းဆွဲလို့ပြောင်းပြေးရောအဲ့နလားမလုပ်နိုင်ဘူးဘာအခုမှဒီဒီမဟာပြောချစ်ချာတက်မလို့ဖြိုလဲဖြိုလဲနိုင်တဲ့ဆက်တမ်းမျိုးဒီ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 ပီပီရပြိမပီတဲ့မျိုးမရှိဘူးအဲ့တို့ကိုတို့လည်းတို့ပြန်ကြည့်ပြန်တေးချာခေါင်းကြီးတက်စနိုင်တွေ့လိမ့်မယ်ဒါတော့ကျွန်တော်ကဒါ YouTube ဆောင်ပြောတော့ကြောင့်အဲ့ကြောင့်တို့ကိုတိုင်းသားလက်နက်ကိုင်အမိခံထားတဲ့ဒီကိုကျိုးစီဝါရှာလက်နက်ကိုင်ဖွဲ့စီကတို့အသုံးချနေတယ်ကဲဒီမှာကျွန်တော်အားလုံးကြားထားတဲ့အတိုင်းဆိုရင်ပေါ့နော် ကျော်မင်းမရနေပြတော့မှာကျတော့တိုင်းတားလိုက်တဲ့ကန်တဖို့နေရအချင်းချင်းစူးစီးနေရဆိုတဲ့ဘောမှာ PDF တွေကိုတုံးချဖို့ပြင်ဆင်နေကြပြီဆိုတဲ့အကြောင်းကျော်လန်ထချာနဲ့ပြောဆိုထားတာဖြစ်တယ်အားလုံးသိထားတဲ့အတိုင်းနီကောင်တွေကသူတို့ဆုံရှုံထားတဲ့နေမျိုးတွေတော်လို့မရနေတာပြတော့မှာနားတော့တွေ့ခွက်တက်ရှုတဲ့နီလန်းတွေနဲ့ကျတော့2029စစ်စင်ရေးလိုမျိုးပေါ့နော်ပြန်ပြတော့ဖြစ်လာမှာတော်တော်လေးကြောက်နေတာပဲဖြစ်ပါတယ် ပန်းဆိုင်မြို့မှာအခုတလောကျွန်တော်ကျင်းပပြီးတော့မှဆွေးနွေးမှုတွေရှိနေတဲ့အတိုင်းတလန်နကန်တဖို့ဝင်နေကြထဲမှာဆိုတော့ခုဆိုရင်ချင်းနေလေးတွေကပေါ့နော်တော်တော်လေးတိုးတက်လာတယ်လို့ပြောမှာဖြစ်ပြီးတော့မှဒါကိုစစ်ကောင်စီနဲ့ဘိုးမလော်ဘီတွေကနေပြီးတော့မှဒီလိုမျိုးနောက်ထပ်လိုင်းလုံးတွေဖြစ်လာမှာအသွေးလွန်ပြီးတော့မှကြောက်နေတာလည်းကျွန်တော်အသိထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ခွေးရဲ့ပိုင်းလေးချောင်းတိုက်ခတ်မှုတွေနဲ့လက်နဲ့ချစ်ပစ်ခတ်မှုတွေများစွာလုပ်နေတာဖြစ်ပြီးတော့မှတော်လိုင်းတဖို့ဝင်တွေကိုအချက်ကင်တဲ့နီလန်းတွေနဲ့ပေါ့နော်လုံးဆောင်နေတယ်လို့ကျွန်တော်အချမ်းပြင်းသိရတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနေပြီးတော့မှဒီအိုထင်းတွင်ကျွေးရစာတင်ကြောင်းစစ်ကောင်စီနဲ့ပြီးတော့မှဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှမျိုးလင်းမျိုးစပြောခဲ့တဲ့ကျော်ဆိုးဦးကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီမဲမျိုးနဲ့အိုထင်းကွင်းအောင်မှဖြစ်ပါလိမ့်ရှင်အော်ဒီဒီရွာရဲ့ဒီနေရာကဒီဘုဒ္ဓလင်မျိုးနဲ့ဆိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီဘေးကြီးသားမှတရှိရဲ့ ဒီ viewer လမ်းမကြီးရဲ့ဘေးနဲ့တော့လှမ်းနေပေါ့ဗျာတော်တော် လမ်းနေဒီဘေးနဲ့လည်းတော့လမ်းပါတယ်ဒီကောက်ကကျွန်တော်ဒီဘူးတရီမျိုးနဲ့အဲဆန်ကြီးကြီးရွာနဲ့ဆန်ကြီးကြီးရွာကြီးပေါ့ဗျာမရွာကြီးပါသွားပြီးပြီးပါတယ်အဲ့ဒီအဲ့ဒီဆန်ကြီးကြီးနဲ့ကျွန်တော်ဒီဒီဘေးရဲ့ဂျားပေါ့ဂျားတော့ကျွန်တော်အတွင်းတော့ရောက်ပါလမ်းမကြီးအောက်ထပ်တော့ရောက်ပါတယ်အဲ့မှာကျွန်တော်တို့ဒီစာတင်ကောင်းကိုတက်ကဘုံကျဲလို့ကလေးငယ်ငါးဆိုတာသိရဆိုပြီးတော့အချမ်းပဲမြို့ပါဆေလိုရမီဒီယာတွေပါတော့တော်တော်လေးကြီးစားတွေ့ရပါတယ်ကျွန်တော်တို့နောက်ဆုံးအဲ့ဒီကျိုးမှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ level တော့ထည့်မပြောတော့ဘူး။ကျွန်တော်ပြောရင်သူရအတတ်အနေနဲ့ဆက်စပ်တဲ့အခြေအနေရှိနေတဲ့အတွက်ကြောင့် အဲ့ဒီရွာမှာကအကြမ်းဖက်သမားတွေကဒီစာတင်ကောင်းရှိတယ်စာတင်ကောင်းရဲ့တခန်းထဲမှာကသူတို့ဒီလက်လက်ခဲရဲနေခဲရဲနေထဲရတယ်ဘိုင်းတို့ကျွန်တော်တို့ဒီလက်လုံးဘိုင်းနေထဲရတယ်လက်လုံးဘိုင်းနေထဲရတယ်တစ်ဖက်မှာကဒီလက်လုံးဘိုင်းထဲတစ်ဖက်မှာကျွန်တော်တို့ဒီသူတို့စာတင်ကောင်းတွေတောင်းနေဖွင့်ထားဝဲသူတို့သဘောပေါ့အဲ့တော့ဒီဘက်ကဒီခဲရဲတိုက်ကပေါက်သွားခဲရဲတိုက်ပေါက်သွားတယ်ပြီးတော့တစ်ဖက်မှာကခဲရဲတိုက်ပေါက်သွားတယ်အဲ့ဒီခဲရဲတိုက်ရဲ့ပေါက်ရဲ့တက်ရောက်မှုကကျွန်တော်ခလေးတွေကျွန်တော်ထိကပ်ပြီးတော့သိဆုံးလာဖြစ်သွားတာဟွန်းကျွန်တော်ပြောမယ်ပောက်ပွဲစီတက်တဲ့အရာတစ်ခုကအခန်းထဲကနေပေါက်မယ်ဆိုရင်အမိုးတွေကသူတို့ပွင့်ထွက်မယ်အပြင်ကိုပွင့်ထွက်မယ် နိုင်ငံတွေအပြင်ကိုပို့ထားမယ်နော်ဟုတ်ပါတယ်နော်လက်ရှိအဲ့ဒီဘုံကျဲဖြစ်နေတာအခန်းတွေရှိပါအပေါ်ကနေကြာလာပြီးတော့ကွဲခြားတဲ့အားမျိုးဟုတ်ပါတယ်နော်ကျွန်တော်ပြောတဲ့စကားနှစ်ခုနိုင်ရှင်ကြည့်ပါအဲ့တော့သူပြောသလိုခဲရန်တိုက်ထားလို့ကွဲမယ်ဆိုရင်အောက်ကနေအပေါ်ကိုပို့ထောက်ရမယ်ဘေးတွေကိုပို့ထောက်ရမယ်နော်အခုလက်ရှိကွဲထားတာတွေအပေါ်ကနေကြာပြီးတော့ကွဲထားတဲ့အရာအားလုံးနဲ့တွေ့ပါမယ်ဒါတော့ကိုစီရနေမြေတော့ပါနော် ကျော်စိုးကနေပြီးတော့မှ PDF တွေရလည်းနဲ့တိုက်ပောက်ခွဲမှုကနေပြီးတော့မှအခုလိုမျိုးဖြစ်စဉ်ဖြစ်သွားရတဲ့ဆိုတဲ့ပုံစံမျိုးတွေကိုပြန်ပြီးတော့မှရှင်းပြထားတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရှိမှလည်းဆမတ်တော်ရဲ့ဒီအုံးကနေပြီးတော့မှကိုရင်ကိုကြပေါ်တော့မြင်မြင်တည်တည်နဲ့တကွပြောဆိုထားတာမလို့ဒီဘောမတွေကနေပြီးတော့မှဘလောက်ပဲပြောင်းကြကြလိန်ဖို့ကြိုးစားနေပါစေ။ကျွန်တော်ဘက်ကနေပြီးတော့မှတည်တည်နဲ့တကွတွေးရှိထားတာတွေမြင်ပြင်ကိုဆင်းပြီးတော့မှပေါ့လား။ကြည့်ရှုထားလို့ဒါကတော့စစ်ကောင်စီရဲ့လက်ချက်ပဲဆိုတာတော့ကျွန်တော်တမ်းပြီးတော့မှတည်တာပဲဖြစ်ပါတယ်။အားလုံးအခုဆိုရင်စစ်ကောင်စီရဲ့ရုံမှရန်စံမှုတွေနဲ့ပြည်သူတွေကို တော်လိုင်းသမားတွေနဲ့ကြောတိုင်းရင်တမခွဲချတော့ပဲနဲ့တစ်ဖက်ပြန်နေတော့ကြည်ချင်းအဖြစ်ဒီတော်လိုင်းမှာဆိုတော့ပေါ့နော်ကျွန်တော်အားလုံးပြည်သူတွေတယောက်မှချမ်းဝင်းဝင်းပြေတော့မှလှုပ်ဆောင်ရတော့မယ်ဆိုတဲ့အကြောင်းလဲကျွန်တော်တင်ခန်းဆိုင်ရတော့တာဖြစ်ပြီးတော့မှဒီကြားထဲမှာကြားနေဆိုတဲ့အုပ်စုတွေအနေနဲ့လဲကိုယ့်ရဲ့မိသားစုဝင်တွေဒီလိုမျိုးတစ်ခုတစ်ခုတာဖြစ်လာခဲ့မယ်ဆိုတော့ဘယ်လိုမျိုးပေါ့နော် ပြန်ပြီးတော့ရင်ဆိုင်ရမလဲဆိုတော့ဟိုကလေးကချိုတင်ဖြေချရင်နဲ့ဒီတော်လိုင်းရာဆိုရင်တော့ကိုနဲ့မဆိုင်သလိုနေလို့မရတော့ဘူးဆိုတဲ့အကြောင်းပြောရင်နဲ့ကျွန်တော်ဒီနေ့နေခင်မဲ့တစ်ပြက်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေချမ်းမခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့နေ့တလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။